နိုင်ငံလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 6ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိန်းတိုက်ပွဲသတင်းကတော့စကမ်းတိုင်းအရတော်မျိုးပေါ်အမှတ်နှစ်ကျောင်းမှာတက်ဆွဲထားတဲ့အချမ်းဘတ်စစ်ခွေးစကမ်းကိုတော်လိုင်းတပ်ဖွဲ့ဝင်တွေက ဝင်းအောင်စီးရင်တက်ခတ်ခဲ့ရာစစ်ခွေးတွေစခန်းကိုဆုံးခွာပြီးတော့ထွက်ပြေးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒဇောင်မုံလာပြေညာမနေ့ကနိုဝင်ဘာလ9ရက်နေ့မနေ့2နာရီခန့်ကအရာတော်မြို့မြောက်ဘက်အစုံမှာရှိတဲ့အမှတ်နဲ့အကြောင်းမှာတက်ဆွဲထားတဲ့စစ်ခွေးတပ်ကိုတော်လိုင်းတပ်ဖွဲ့တွေကဝင်းအောင်စီးရင်တက်ခတ်ခဲ့ရာတိုက်ပွဲကြာချိန်မိနစ်20ခန့်ကြာမြင့်ခဲ့ပြီးတော့စစ်ခွေးတွေစခန်းကိုဆုံးခွာထွက်ပြေးသွားကြောင်းအရာတော်မြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့ကတာဝန်ရှိသူတို့ကပြန်လည်ပြောပြထားပါရယ်။ အင်းအားက10ယောက်15ယောက်လောက်ပဲရှိတာပါဒီကောင်လေးတဆွဲထားတာကြာပြီအဲ့ဒီမှာဂိတ်ချပြီးတော့ပြည်သူတွေစီကနေပတ်စံတောင်းနေတာထိခိုက်သေးဆုံးမှုကတော့စီစစ်နေသေးပါကျွန်တော်တို့ရဲဘော်တွေကတော့အထိခိုက်မရှိဘဲနဲ့ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့၎င်းကရှင်းပြထားပါတယ်အဲ့ဒီစခန်းကနေ 7.62G 931တောင်း 5.560G အတောင့်400 icon ၄လုံးငွေသား2,900 4,600ကျပ်စိုင်းကယ်3စီး equipment တစ်စုံနဲ့ အခြားသောစစ်တုံးခရကြီးကအောက်ထုတ်စတဲ့စစ်တုံးဆောင်ပစ္စည်းတချို့ကိုလည်းသိမ်းဆီးနိုင်ခဲ့တယ်လို့ကာကွယ်ရေးအဖွဲ့တွေကထုတ်ပြန်ထားပါတယ်။ဒါအပြင်စစ်ကူလာနိုင်တဲ့ခါတာ10နဲ့တာကာယ9333တက်တွေဖြတ်တောက်နိုင်ရေးအတွက်ကိုလည်းပကဖရဲဝော်တွေကတာဝန်ယူထားတယ်လို့သိရပါတယ်။ အဲ့ဒီဒေသခံတွေကိုစီးနေတိုက်ခိုက်တဲ့စစ်စင်ရေးကိုအရာတော်မြို့နယ်ပကဖတာဝန်ခံရဲဘော်တော်ကကစီစဉ်ပြီးတော့အရာတော်မြို့နယ်ပကဖရဲဘော်မိုက်တီဦးစီးတဲ့အရာတော်မြို့နယ်ပကဖဒီပိုင်းမြို့နယ်ပကဖကြက်တင်နဲ့ LDF စတဲ့အဖွဲ့ဝင်တွေကပူပေါင်းအင်အား30နဲ့ကြီမျိုးစုံ2200ကျော်နဲ့လက်ပစ်ဘုံတွေကိုပါတုံးပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အရာတော်မြို့ဝါကပြည်သူတွေအနေနဲ့စစ်ရေးသတင်းနဲ့နေထိုင်ပေးကြဖို့အရာတော်ပကဖကတာဝန်ရှိသူတွေကရစ်တာရက်ခံထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကယ်ချင်ပြည်နယ်ဗမော်မြို့မှာ KIA နဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးတော့ဒီကနေ့နိုဝင်ဘာလ6ရက်နေ့မှာစစ်ကောင်စီရဲ့ခလိုက်ရ49တပ်ရင်းဘက်မှာတိုက်ပွဲတွေပြင်းထန်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကယ်ချင်ဒေသလက်တလုံးစီရင်အခြေအနေတွေကိုမေးမြန်းကြည့်ရမှာရွှေတန်းသတင်းရင်းမြစ်ကအခုလိုမျိုးပြောပြလာပါတယ်။ဝိုင်းမော်ဘက်မှာတော့ငြိမ်နေတယ်ဗမော်ဘက်မှာဒီကနေ့တိုက်ပွဲပြင်းထန်တဲ့49တပ်ရင်းဘက်မှာတိုက်ပွဲတွေပြင်းထန်နေတယ်လို့ရွှေတန်းသတင်းရင်းမြစ်ကပြောပြထားပါတယ်။ခလိုက်ရ49တပ်ရင်းအနီးတိုက်ပွဲဟာ KIA ကဖိုးစစ်စင်တိုက်ခိုက်နေခြင်းဖြစ်တယ်လို့သူကပြောပါတယ်။ ဗမော်တိုက်ပွဲကနေတိုင်းလိုလိုရှိတယ်သူတို့ကထိုးလိုက်ငါတို့ကပြန်ထိုးလိုက်ပဲလွန်ခဲ့တဲ့၃ရက်အတွင်းနေရာနှစ်ခုပြန်ရထားတယ်လို့ကချင်းစစ်ရေးတရင်အေးမြစ်ကပြန်လည်သိမ့်ပိုင်နိုင်တဲ့အခြေအနေကိုပြောပြထားပါတယ်စစ်ကောင်စီနဲ့ KIA ဟာကချင်းပြည်နယ်ခေါလံဖူးဘက်မှာလည်းတိုက်ပွဲတွေရှိနေပြီးတော့အော်တိုဘားလအတွင်းကခေါလံဖူးဒေသကစစ်ကောင်စီတပ်နဲ့ပြည်သူစစ်စခန်း၄ခုကို KIA ဘက်ကသိမ့်ပိုက်ထားတယ်လို့သိရပါတယ်ဒါအပြင်တိုက်ပွဲတွေနှစ်ဝက်နီးပါးကြာဖြစ်ပွားနေတဲ့ဖားကန်ဒေသကိုလည်းစစ်ကောင်စီတပ်ကစစ်ရင်အားတွေဖြည့်တင်းနေတယ်လို့ အခြားသောတရင်ရင်းတွေတူကပြောပါတယ်ဖားကန်ကိုစစ်တပ်ကစစ်ရင်အားတွေပို့နေလို့ဖားကန်လန်မရန်ကထောင်ဂိတ်ကိုဒီကနေ့မနက်ပိုင်းမှာစစ်တပ်ကပိတ်ထားတယ်လို့သတင်းရင်းမြစ်ကပြောပါလေ။တစ်ဖက်မှာလည်းစစ်ကောင်စီရဲ့ဝါဒဖြန့်တဲ့ဘောမတချို့နဲ့စစ်ခွေးဘောမအားပေးမီဒီယာတချို့ဟာ KIO KIA နဲ့စစ်ခွေးတွေတွဲဆောင်ဆွေးနွေးဖို့ပြင်ဆင်နေတယ်ဆိုပြီးဝါရဖြန့်တာတွေကိုဇက်တိုက်ပြုလုပ်နေပါတယ်။ကချင်စည်ရေးဒရင်ရင်မြစ်ကတော့စစ်ခွေးနဲ့ KIA တွဲဆောင်ဖို့မရှိသေးဘူးလို့ပြောပါတယ်။အဲ့ဒီလိုစစ်ခွေးတပ်ကဝါရဖြန့်နေတာနဲ့ပတ်သက်ပြီးတော့ဘုံမူကြီးနော်ဘူးစီကိုစက်သွဲထားဆဲဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ KNB ဖရူဇုံမြို့နယ် ဖရူဆိုထားလဲနန်ဖဲဘောလခဲလမ်းမကြီးပေါ်မှာတိုက်ပွဲတွေဖြစ်ပွားနေတဲ့အတွက်ကြောင့်အတုံးပြူသွာလာခြင်းများမပြုလုပ်ကြရန် KNDF ဘဟုကမနေ့ကနိုဝင်ဘာလ9ရက်နေ့မှာသတိပေးချက်ထုတ်ပြန်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ3ရက်နေ့ကစပြီးတော့ဖရူဆိုမြို့နယ်မာခရော်ရှိကြီးရွာဘက်ကစိတ်ခွေးတများဟာဖရူဆိုထားလဲနန်ဖဲလမ်းမကြီးအတားထားလဲဘက်ကိုမျက်နှာမူပြီးတော့စစ်ကြောင်းထုံးမှုများပြန်လည်ပြုတ်လုလာတဲ့အတွက်ကြောင့်ဂရင်းနီဒေါ်လာအိတ်တက်များနဲ့ဖြစ်တွေ့တိုက်ပွဲငယ်များဖြစ်ပွားနေတယ်လို့အသိပေးထားပါဗျ။ကျွန်တော်တို့သိရသလောက်ကတော့ ဖရူဇုံနဲ့ဘောလခဲကြားမှာပေါ့နန်းဖဲမှာတိုက်ပွဲတွေပြင်းထန်နေတယ်နောက်ပြီးတော့မိုးပြဲတို့လွိုက်ကော်တို့ဘက်မှာလူဝင်အားတွေထပ်ဖြစ်နေတယ်လို့ကရင်နီတော်လိုင်းရဲ့သတင်းရေးမိကပြောပြထားပါတယ်ဒါကြောင့်ဖရူဇုံထားလဲနန်းဖဲလမ်းမကြီးအပါဝဲလမ်းမကြီးပေါ်မှာဖြတ်တန်းသွားလာနေရတဲ့လမ်းသွယ်များအလုံးကို2025ခုနှစ်နိုဝင်ဘာလ6ရက်နေ့ကစပြီးတော့အသုံးပြုသွားလာခြင်းများလုံးဝမပြုတ်လုပ်ကြရရန်ရက်အကန့်အသတ်မရှိပိတ်ထားမှာဖြစ်ကြောင်း KNDF ဘဟုကထုတ်ပြန်ထားပါတယ် လက်တလော့ကင်းနီပြည်မှာစစ်တပ်ကဒီမော့ဆိုဖရူဇိုနဲ့ဘော်လက်ခဲတွေကိုစစ်ကြောင်းတွေများစွာအင်အားဖြည့်ပြီးတော့အလုံးရင်းနဲ့ဖုံးစစ်ဆေးမှုန်များလှုပ်ဆောင်နေကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ AOD တိုင်းကန်ကြီးတော်မြို့နယ်ကျုံရက်ကြီးွာမှာနေထိုင်တဲ့ကိုစန်းထုတ်ကို အုပ်ချုပ်ရေးမှူးအဖွဲ့ကစစ်မှုထမ်းစစ်ခေါ်စာနဲ့ငွေညစ်တောင်းနေတဲ့အတွက်ကျိုးဆွဲချပြီးတက်တည်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဘမာလ3ရက်နေ့မှာကျုံရဲ့ကြေးရွာအချမ်းမဲ့စစ်တပ်လက်အောက်ခံအုပ်ချုပ်ရေးမှူးကျော်မင်းထွန်းရာရဲမှုဝင်းနိုင်လို့အဖွဲ့ကကြေးရွာထဲမှာနေထိုင်တဲ့ကိုစန်းထုပ်ကိုစစ်မှုထမ်းစစ်ခေါ်စာပေးပို့ခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်စစ်မှုမထမ်းလိုပါကငွေကျပ်နှစ်သိန်းခွဲပေးရန်အချမ်းမဲ့စစ်တပ်လက်အောက်ခံအုပ်ချုပ်ရေးမှူးနဲ့အပေါင်းပါများက ငွေညှင်းမှုများပါလှုပ်ဆောင်ခဲ့တယ်လို့သိရပါဗျ။အခုလိုငွေညှင်းမှုများလှုပ်ဆောင်ခဲ့ခြင်းကြောင့်လိုဗမာလ9ရက်နေ့မှာကိုစန်းတော်ဟာကျုံရက်နဲ့မြင်းကစိတ်စက်သွေးလမ်းမှာကျိုးဆွဲချတိတ်ဆုံးလက်ခြင်းဖြစ်တယ်လို့သိရပါဗျ။တိတ်ဆုံးသွားတဲ့ကိုစန်းတော်မှာဇနီးနဲ့အတူအသက်၈နှစ်နဲ့အသက်၂နှစ်အရွယ်တမင်းငယ်နှစ်ဦးကြံ့ရစ်ခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးဆင်းမတန်းဆင်းခေါ်ခြင်းနဲ့ငွေညှင်းချင်းခံရခြင်းကြောင့်ကိုစန်းတော်ကျိုးဆွဲချပြီးတိတ်ဆုံးခဲ့ရတဲ့ဖြစ်စဉ်ကို အကြမ်းမစစ်တပ်လက်အောက်ခံအုပ်ချုပ်ရေးမှုကြော်မင်းတော်ရာယီမှုဝင်းတိုင်းစစ်တပ်တောက်တိုင်းနမောနဲ့တမ်းမီတို့ကရက်ကွက်အတွဲမှာကိုစန်းထုတ်ဟာအတွဲတွေရှိတဲ့အတွက်သူ့ကိုယ်သူတတ်တည်သွားခြင်းဖြစ်တယ်ဆိုပြီးကောလာဟာလာများဖြန့်ဝေနေတယ်လို့သိရပါတယ်။ဒါအပြင်ကိုစန်းထုတ်ရဲ့မိသားစုဝင်များကိုတေဆုံးတဲ့အကြောင်းရင်းကိုမတော်တဆဖြစ်ရကြောင့်တေဆုံးခြင်းသာဖြစ်တယ်လို့ပြောဆိုရန်ရုပ်အလောင်းကိုချက်ချင်းတကြိုးရန်အုပ်ချုပ်ရေးမှူးကျော်မင်းတော်ကဖိအားပေးချိန်ချောက်နေတယ်လို့သိရပါတယ်။ကိုစန်းထုတ်တေဆုံးမှုကိုအုပ်ချုပ်ရေးမှူးကျော်မင်းတော်ဦးဆောင်တဲ့အဖွဲ့က မတော်တဆကြောင့်တေးတာအကျွေးတွေရှိလို့ကိုဘာသာကိုတက်တည်သွားတာဆိုပြီးရက်ကွက်ထဲမှာကောလာဟာလာတွေလိုက်ပြောပြီးတရင်လွဲ့နေတာသူတို့စစ်မှုထမ်းကြီးဖီအားပေးတောင်းခံလို့ချိုးဆွဲကြတေးဆုံးတာကိုလျှော့ဝှက်ထားပါတယ်အခုလဲမိသားစုကိုမတော်တဆဖြစ်လို့တေးတာပါဆိုပြီးတော့ပြောဖို့နဲ့အလောင်းကိုချက်ချင်းတကြိုးဖို့ဖီအားပေးပြီးတော့လှုပ်ဆောင်ခိုင်းနေတယ်လို့ဒေသခံပြည်သူတို့ကအတီးပြုတ်ပြောပြထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတာဂံကောင်းမြို့နယ်နဲ့ထီးလင်းမြို့နယ်ကိုအကြမ်းမဆက်တကလေကြောင်းကနေပြီးတော့၄ချိန်ဘုံကျဲတက်ခိုက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့နိုဝင်ဘာလ6ရက်နေ့မနေ့9:45မိနစ်ကဂံကောင်းမြို့နယ်မြောက်ပိုင်းဟန်တာဝရီပြူရွာနယ်ကျန်းသာရွာကြားတနီယာကိုအကြမ်းမဆက်ခွေးတိုက်ရဲ့တရအူးလေတက်ကနေတက်လာတဲ့ Jet Fighter နဲ့နှစ်ချိန်ဘုံကျဲတက်ခိုက်သွားတယ်လို့သိရပါတယ်။အလားတူပဲမနေ့ကနိုဝင်ဘာလ9ရက်နေ့မနေ့10:28မိနစ်ကလည်း ်ထီးလင်းမြို့နယ်ရှိချမ်းပုံညာတောင်အတွင်းတနေရာကိုအကြမ်းဖက်စစ်တပ်ကဂျော့ဖိုင်တာနဲ့နှစ်ချိန်ဘုံကျဲတက်ခိုက်သွားတယ်လို့ပြောပါတယ်ဟန်သာဝရီရွာနဲ့ကျန်သာရွာကြားကိုကျဲချသွားတာပါဟန်သာဝရီကခံကောမြို့နယ်ကျန်သာရွာကကလေးမြို့နယ်ထဲမှာပါတာဖုန်းလိုင်းတွေပြတ်နေလို့နောက်ဆက်တွဲထိခိုက်ပျက်စီးမှုတွေကတော့မသိရသေးဘူးခီးလင်းမှာကျဲသွားတာကတော့ပုံညာတောင်ထဲကိုခြသွားတာဆိုတော့ထိခိုက်မှုတော့မရှိပါဘူးတောထဲမှာပဲကျတာပါလို့ရောလင်းနှန်းကကိုမင်းထက်တာကသတင်းပေးဖို့ပြောကြားထားပါတယ် အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်လက်တလောထိခိုက်ပျက်စီးဆုံးရှုံးမှုကိုမသိရသေးပဲဒေသခံပြည်သူများဟာထွက်ပြေးတိမ်းရှောင်နေရကြောင်းသတင်းရရှိပါတယ်ခမောသတင်းတွေကိုတင်ဆက်ပေးနေရင်ဂျားဖြတ်ပြီးတော့အကူအညီတောင်းကြတာလေးကတော့နေ့စဉ်နဲ့အမျှအပိတ်ဖြစ်နေတဲ့သတင်းများကိုအစင်အနေနဲ့နားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို Like and Subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါရစေခမောင်း မြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးရုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခန့်တောင်းဆိုလိုက်ပါရစေခင်ဗျာဒီအစီအမပြအစီအမင်းကြည့်ရှုအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတာရွှေဘုံမြို့နယ်ဝက်လက်မြို့နယ်အဆက်မှာရှိတဲ့ရွှေဘုံမန္တလေးလမ်းပိုင်းမှာတိုက်ပွဲဖြစ်ပွားနေပြီးတော့အကြမ်းဆက်တက်ကခြေရွာများကိုဇက်တိုက်မိရှုနေကဝက်လက်မြို့နယ်အနောက်ချမ်းမှာရှိတဲ့ခြေရွာများကိုလည်းစစ်တပ်ကဒီကနေ့မနက်ပိုင်းကစတင်ပြီးတော့စီးနေမိရှုနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီကနေ့နိုဝင်ဘာလ6ရက်နေ့မနက်ပိုင်းကစတင်ပြီးတော့ဖေဘိုမန္တလေးလမ်းပိုင်းမှာအကြမ်းဖက်စစ်တပ်နဲ့တော်လိုင်းတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားနေတယ်လို့သိရပါတယ်။တိုက်ပွဲတွင်းမှာအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးများနဲ့ရန်တန်းပစ်ခတ်နေခြင်းကြောင့်ခြေရွာနေပြည်သူများဟာ ဘေးလုံးရာကိုထွက်ပြေးတင်းရှောင်နေရတယ်လို့သိရပါတယ်။လက်ရှိချိန်မှာရွှေဘုံမန္တလေးလမ်းမိုင်းမှာရှိတဲ့ဘုံဘွတ်ရွာထဲမှာကြံနေတဲ့စစ်ခွေးတွေဟာပြည်သူ့ဘဝနေအိမ်များကိုမိရှို့ဖျက်ဆီးလျက်ရှိတယ်လို့သိရပါတယ်။ဒါအပြင်ဇီရောရွာ၊တက္ကနန်းရွာ၊ဘုံဘုတ်ရွာ၊ဆိုင်နိုင်ကြီးရွာနဲ့ဆိုင်နိုင်လေးရွာကပြည်သူများဟာလည်းဘေးလုံးရာကိုထွက်ပြေးတင်းရှောင်နေရတယ်လို့သိရပါတယ်။ စစ်ခွေးတွေကလက်နက်ကြီးရောလက်နက်ငယ်တွေရောရမ်းပစ်နေတော့ပြည်သူတွေခမရဖွဲ့ပြေးတိမ်းရှောင်နေရတာပေါ့တိုက်ပွဲကဒီနေ့မနက်ပိုင်းကတည်းကစဖြစ်နေတာလို့ဒေသခံပြည်သူတို့ကအတိအပြုပြောကြားထားပါတယ်အလားတူပဲဝလံမြုံနယ်အနောက်ချမ်းမာရှိတဲ့ရွာသားကြီးရွာကနေထွက်လာတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းကလည်းဒီကနေ့နိုဝင်ဘာလ6ရက်နေ့မနက်ပိုင်းကစတင်ပြီးတော့ထုံဘူရွာအရှိပံတရားညီနောင်အနီးမှာရှိတဲ့နေအိမ်များကိုမိရှုဖျက်ဆီးပြီးတဲ့နောက်လက်ရှိအချိန်မှာမူကြီးရွာကိုထပ်မံဝင်ရောက်စီးနင်းကနေအိမ်များကိုဆက်လက်မိရှုဖျက်ဆီးနေတယ်လို့ပြောပါတယ် မနေ့ကကြေးရွာတွေကိုမီးရှို့ခဲ့တဲ့စစ်ခွေးတွေကဒီကနေ့မနက်မှာရွာသားကြီးရွာအရှိတ်ကိုထွက်လာပြီးတော့ဒရားညီနောင်နားကနေအိမ်တွေကိုမီးရှို့ဖျက်ဆီးပြီးတော့အခုလက်ရှိမှာမူးကြီးရွာကိုထပ်မံဝင်ရောက်စီးနှင်းပြီးနေအိမ်တွေကိုဆက်လက်မီးရှို့ဖျက်ဆီးနေပါတယ်လို့ Wallet Informational Network ကတာဝန်ခံမုံတိုင်းကပြောပြထားပါတယ်။အကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာမနေ့က November လ9ရက်နေ့ကလည်းရွာသားကြီးရွာကနေထွက်လာပြီးတော့တမာကုန်းရွာ၊ရွာတော်ကုန်းရွာ၊ဒရဝူးရွာနဲ့ထုံးဘိုရွာတို့ကို စစ်ကြောင်း၃ကြောင်းခွဲပြီးကပြိုင်နယ်ထဲစီးနေမိရှုခဲ့တယ်လို့သိရပါတယ်။အဲဒီစစ်ခွေးစစ်ကြောင်းကြောင့်ဝလံမြောင်းနယ်အနောက်ချမ်းမှာရှိတဲ့ရွာသားကြီးထုံးဘူတရဦးတမကုံရွာတော်ကုံဥတည်ကုံအုပ်ဖို့ကုံကြီးကန်တောက်ရွာမြောက်ရွာလာတော်လဲဦးကြီးကုံနန်းကြီးကုံရွှေတာရင်းမတော်ကိုကိုစု မပြောတော့တကောင်းတောင်ဂဒူးစတဲ့ကြေးပါများကထောင်ထဲချီတဲ့ပြည်သူများဟာဘေးလို့ရောက်ထွက်ပြေးသိမ်းရှောင်နေရကြောင်းတရင်ရရှိပါတယ်ခမောင်း အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးအကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ